တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA 7နှစ်ပြည့်နှစ်ပတ်လည်နေ့ခမ်းနားနေ့ရင်းညက်နဲ့မြမအနာဂတ်တိဆောက်ခြင်းအလုံယုံဆွေးနွေးပွဲမှာနိုင်ငံရေးကဏ္ဍတွေအကြံပြုချက်48ချက်နဲ့စီးပွားရေးကဏ္ဍတွေအကြံပြုချက်53ချက်ရရှိခဲ့ကြောင်းသိရပါတယ်။ NCA စာချုပ်အစနေပြည့်နှစ်ပတ်လည်နေ့အခမ်းအနားနေ့ငင်းချမ်းနဲ့မြမအနာဂတ်တည်ဆောက်ခြင်းအလို့ယုံဆွေးနွေးပွဲများအားအော်တိုဘာလ15ရက်နေ့မှ18ရက်နေ့အထိနေပြည်တော်မှာရှိတဲ့ PP ဆိုင်ရာ Covation မဟုတ်ဌာနတက်မှာကျင်းပခဲ့ခြင်းဖြစ်ပါသည် NCA စာချုပ်ဆက်နေပြည့်နှစ်ပတ်လည်နေ့အခမ်းအနားနေ့ငင်းချမ်းနေ့မြမအနာဂတ်တိဆောက်ခြင်းအလို့ယုံဆွေးနွေးပွဲပြည်တွင်နိုင်ငံရေးကဏ္ဍစပွဲဝိုင်းဆွေးနွေးမှုများမှရရှိခဲ့တဲ့အကြံပြုချက်များတွင်အစိုးရသက်ပေါ်ပေါက်ပြီးနောက်ရက်တရာအတွင်းစောက်ဝတ်သက်နေ့နိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုများဆိုင်ရာအကြံပြုချက်များနိုင်ငံတော်အနာဂတ်အတွက်လိုအပ်လျက်ရှိတဲ့အပေါင်းလက္ခဏာဆောင်တဲ့ငင်းငယ်ရရှိရန်အယက်သားကောင်းဆောင်များပုံမပေါဝင်လာနိုင်စေရန်အကြံပြုချက်များ အမျိုးသားပညာရေးတင်ယိုညွှန်တန်းမှာငင်းငယ်ရေးအကြောင်းအရာဆက်မှုရှိရေးအကြံပြုချက်များနဲ့တီးခြားအကြံပြုချက်အပါအဝင်စုစုပေါင်း48ချက်ရရှိခဲ့ကြောင်းသိရပါသည်ဒါအပြင်ပြည်ရင်းစီးပွားရေးကဏ္ဍစပွဲဝိုင်းဆွေးနွေးမှုများမှရရှိခဲ့တဲ့အကြံပြုချက်များတွင်မြန်မာနိုင်ငံငင်းချမ်းရေးတိဆောက်ရံမှာတက္ကပါလုံးတွင်တိုးတက်ပြောင်းလဲလာမယ့်ဘဟုဝင်ယိုးနေ ကမ္ဘာစီးပွားရေးဆိုင်ရာခွင့်လန်းများဖြစ်ပေါ်လာတာကိုရရှိတည်တံ့မြမငင်းငယ်ရေးအတွက်အကျိုးရှိစွာအသုံးချသင့်သလားပိတ်ထားရမယ့်နေဆက်ဒေတာကုန်သွယ်ရေးစခန်းများပြန်လည်ဖွင့်လှစ်လာနိုင်ပြီးပုံမှန်ခြေအနေရောက်ရှိစေရေးအတွက်ငင်းချမ်းရေးစီးပွားရေးဆိုင်ရာလုပ်ငန်းစဉ်များကိုအင်းအင်းချင်းနိုင်ငံများနဲ့လကောက်ဒေတာဆိုင်ရာအစိုးရဖွဲ့စည်းများပုတ်ကလီကနဲ့ဒေတာခံပြည်သူများချင်းချင်းကြားတွင်လကောက်ဘလို့ပူပေါင်းဆောင်ရွက်ရမလဲဆိုတဲ့အချက်များကိုရရှိခဲ့ကြောင်းသိရပါသည် တားအပြင်ပဋိပက္ခမှထွက်ပြေးတင်းရှောင်ရသူများနေမည်မအေးချမ်း၍ရွှေပြောင်းလုကန်ရသူများပဋိပက္ခမှရုံမထွက်နိုင်တဲ့လက်နက်ကင်ဆောင်ရတဲ့လူငယ်များရဲ့အနာဂတ်ဘဝလုံခြုံစိတ်ချစွာပြန်လည်တည်ဆောက်နိုင်ရေးအတွက်ဘလိုရီစီစဉ်ဆောင်ရွက်ပေးရမလဲ။လက်ကင်ခေါင်းဆောင်များညှိနှိုင်းပြည်လေယုံသားမကငြိမ်းချမ်းရေးအသီးပွေများ လူတိုင်းခံစား권ရှိအောင်ဘလို့ဆောင်ရွက်တင်တယ်ဆိုတာကိုအကြောင်းအရာ၃ခုဒါမှမဟုတ်လုပ်ငန်းစဉ်၃ရက်ကိုဖော်ပြအကြံပြုပေးနိုင်ပါတယ်ဆိုတဲ့အချက်များပါဝင်စုစုပေါင်း53ချက်ရရှိခဲ့ကြောင်းသိရပါတယ်။